်သတ္တလောကျင်းချင်းတတုတွင်များချဲ့တွင်လာချင်းရေကြီးရေလွန်မှုမှုတွေဖြစ်ပေါ်လာတဲ့အခါဒီကဘာမြေကြီးရဲ့အသက်အကြီးဆုံးထိန်းသိမ်းဆော့ရှော့သူများကိုဘသူကကာကွယ်ပေးမလဲဘရာဇီးနိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့တဲ့ကမ္ဘာကုလသမဂ္ဂရာသီဥတုပြောင်းလဲခြင်းဆရာညီလာခံ COP30 မှာကမ္ဘာကောင်ဆောင်များရာသီဥတုကြွမ်းကျင်ညှိနှိုင်းသူများနဲ့ဌာနေတိုင်းသားကုစားပြုသူများသည် တသက်နဲ့ထ၍ဌာနေတိုင်းသားမြိုက်မြာကိုကာကွယ်ထိန်သိမ်းခြင်းပြီးကဘာမင်းကြီးကို ကာကွယ်ရတွင်အဓိကအစိတ်ပိုင်းဖြစ်တယ်ထိုမြာများတွင်ကဘာအကျွဲဝါဆုံးဇီဝမျိုးစုမျိုးကွဲများနှင့်အခိုင်မာဆုံးသောရာသီဥတုပြောင်းလဲခြင်းဆိုင်ရာဖြစ်ရှင်ခြင်းနည်းလမ်းများပါဝင်နေကြတယ်ဟူသောတည်င်းစကားကိုလူတကွထုတ်ပေါ်ပြောဆိုခဲ့ကြပါတယ် ၎င်းအတိမပြမှုဟာထုတ်ပြန်ချက်တစ်ခုတက်လေးနက်ပါတယ်စဉ်ဆက်မပြတ်သတ္တောတွေကိုကာကွယ်ထိန်းသိမ်းလာခဲ့တဲ့ဌာနေတိုင်းသားအသိပညာရွေးရာဘူဒ္ဓတွေကိုလေးစားအတိမပြခြင်းပဲဖြစ်ပါတယ်တဏှာပြစွာသောရာသီဥတုပြောင်းလဲမှုတွေကို ဖြည့်ရှင်းခြင်းနည်းလမ်းတွေထဲမှာဌာနေတိုင်းသားတို့ရဲ့ခေါင်းဆောင်မှုကိုဆက်လက်ဖို့ပြုသားမိဟူ၍ ဆိုလိုခြင်းလည်းဖြစ်တယ်။ပြန်ပြင်းပြင်းဆွဲ့ရင်ဖွံ့ဖြိုးတိုးတက်မှုတွေကိုမြေယာအခွင့်ရေရင်ကျေးမှုယူရာ လက်စစ်ကန်ထိမ့်သိမ့်မှုရေရှည်တည်တက်မှုတွေနဲ့အတူရှင်တွဲသွားဖို့မဖြစ်မနေလိုအပ်လာပါနဲ့မြန်မာနိုင်ငံတဝန်းရှိဌာနေတိုင်းရင်းသားတွေဟာ၎င်းတို့ရဲ့တွင်ပြေလက္ခဏာနဲ့လက်ရှင်ရည်တည်နိုင်မှုကို ထောက်ပံ့ရဖြစ်တဲ့ တတော်များညချောင်းများတိုးတော်များတွင် နေထိုင်နေကြပါれသို့သောပဝန်းကျင်ပျက်စီးမှုပလီပခတ်တရမှုများစွန့်အင်မလုံလောက်မှုများကိုလည်းအမြဲကြုံတွေ့နေကြရပါれပြန်ပြင်းမြင်စွန့်ရာအင်ချမ်းမီများကိုအလင်းပေးခြင်းတတ်မှုဝင်ချောင်းကိုအကောင်းစေခြင်းနှင့်ဂုံတိတ်ကာကိုထိမ့်သိမ်းဆော့ဆော့နှံခွင်ကိုထောက်ပံ့ကမ်းလှမ်းပေးနေပါれ ကာပွန်အခြေပြုစွမ်းရည်မှာတက်ရှင်းစွမ်းရည်စီတို့တရားမျှတစွာကူပြောင်းရနိုင်ဌာနေတိုင်းသားတို့၏ရရွခွင့်ရင်နဲ့ကူပိုင်ဆုံးပြတ်ခွင့်တို့ကိုလည်းလူတကွအရွေတစ်ခုနေဖြင့်ပါရှိရပါမယ်မြန်မာနိုင်ငံတဝန်းရှိ ဝေးလံကောင်းတည်သောဌာနေတိုင်းသားဒေသများတွင်လိပခများနှင့် အာနေသော လူတို့ဝန်ဆောင်မှုများခါ လက်စစ်စွမ်းအင်ကိုနှလန်းမီရရှိစေရန်အကန့်အသတ်ရှိနေစေဖြစ်ပါတယ်။သို့တော်လည်းဌာနေတိုင်းသားများဟာစွမ်းအင်လိုအပ်ချက်အတွက်၎င်းတို့ကိုယ်တိုင်အဖြေရှာဖွေကာအကောင့်ထည့်ဖို့နေကြပါတယ်။တက်ကြွနဲ့ဤပညာရှင်များနဲ့ပူးပေါင်းပြီးအသေးစားဆူလာစွမ်းအင်စနစ်ကိုဒုတကွာတိဆောက် level ထိန်းသိမ်းခြင်းဖြင့်ပြည်내အဆင့်လက်စစ်စွဲအင်မြောက်ရှိနိုင်သောနေရာများတွင် စိတ်ချရတဲ့လက်ဆွဆွဲအင်ကိုထို့ယူအသုံးပြုနေကြပါလေ။ဒီကဲ့သို့မိဖွဲ့ပူပေါင်းဆောင်ရွက်ခြင်းဟာရရအခြေပြုအောက်ချုပ်ရေးစနစ်ကိုအားကောင်းစေခြင်းလူငယ်တို့၏နည်းပညာစွမ်းဆောင်ရည်ကိုမြင့်တင်ပေးခြင်းနှင့်စွမ်းအင်စနစ်ကိုရရှိတည်တံ့စေပါလေ။ဒေသခံတို့ဥဆောင်တဲ့ပြန်ပြည့်မြင့်စွမ်းအင်ဟာလုံခြုံရေးတတော်ကကွေခြင်းနဲ့သီစား တမဝန်ကြောင့်မှုလုပ်ငန်းတို့ကိုတပတ်တလန်မှာအထောက်အကူပြုနေပါတယ်။ကဘာလုံးဆိုင်ရာအယူရာပုံမူတည်တံ့တဲ့စွဲရင်နာကတ်ကိုဥတည်နေသည့်နေအလျောင်းဌာနေတိုင်းသားတို့ရဲ့အခွင့်အရေးနဲ့၎င်းတို့ရဲ့ရရဒိတာအတွင်းအခြေပြုစွဲရင်နီလများကိုတိမက်ပြုပြီးနဲ့ရေးကြည့်လာပြီးထူစွဲရင်အကူပြောင်းကိုတရားမျှတမှုပါဝင်မှုနဲ့ကိုပိုင်ပြတတ်ခွင့်တို့ဖြင့် တတော်များမှစွန့်အင်အနာဂတ်စီတို့လမ်းညွတ်တက်မဲ့ပြီးရင်ဒီချအောင်လို့ဆောင်ဖို့လူအပ်လာပါ